ကျမအိမ်အောင်ကြရင်ရှိသလားဆရာဗျာအိုးဆရာကလည်းနားမြလဲနေသလားကျမအိမ်အောင်ကြခင်ရှိသလားလို့ဆရာကမဲနေတာခင်ဗျာတကယ်ပြောတာလားနှလုံးသားရေးရာနဲ့ပတ်သက်ရင်ကျမဆရာကိုဘယ်လိမ်ပြောပါမလဲဆရာရဲ့နှလုံးသားရေးရာလမ်းကြောင်းလေးကိုကျမကိုတစ်စိတ်လောက်ကြည့်ပေးပါလားဆရာရဲ့ရပါတယ်ဗျာရပါတယ်ဇော်နီတန်းဟေးဇော်နီတန်းလာပါလေဆရာကြီး

Bileye nasiba me Bileye nasiba me Bileye bema ke Bileye nuema ke Me Papa, you don't know my I'm a မဆရာဒေါ်ရဆရာတို့ရင်တွေ့မှာနော်ဆရာမဒေါ်ရဆရာမရေးတမီးချစ်တယ်ဆရာမရေးဆရာမပူချောလို့ဆရာမဂျီတို့ပူချောတာဂျီပူချောတော့တမီးတမီးရပူချောတာလို့ဆရာမရပူချောတော့ဆရာမပူချောတော့တမီးလည်းတမီးလည်းနည်းနည်းတော့ချောသွားတယ်နော်ဆရာမနည်းနည်းချောသွားဆရာမချစ်တယ်ပေါ့ဟုတ်လားဆရာမဆရာမလည်း စီယာမလည်းပေးမမှာဘူးစီယာမလည်းပါပါတယ်လုံးလို့ပေးမမှာလည်းမသိဘူးစီယာမပါလုံးနေလေကျမအိမ်မှာလေးညီမလေးအခုကမမတို့ကဟိုပုံကြောင်ရောက်နေတာပုံကြောင်ရောက်နေတာမေဇင်ချစ်ကသူ့ဖဖို့လာပြီးတော့အာလာပြီးတော့လူတာတဲ့ မမရဲ့ဖဖို့ရလူကြီးလာပြလိုက်ပါတမီးရဲ့ဖဖို့ရလူကြီးလို့တမီးရဲ့ဖဖို့တမီးစာရေးတဲ့ခါတိုင်းတမီးရဲ့ဖဖို့ရတမီးရဲ့အောင်မေတဲ့အောင်မေတော့တမီးရဲ့ရေကောင်သွားလို့မှဆီယမတပ်ရာဖေးရှိလာအောင်ပါလေတမီးရဲ့လာလို့ရဆီယမတပ်ရာဖေးတွေ့မဟုတ်ဝဲလာပြီမယ်ဖရဲဒီအကြီးဝဲလာပြီ ေးပဲခဏနေဦးတော့မမပါလို့သူ့ရဲ့ပါရမီစွမ်းရည်လိုပဲပြောအောင်လှုပ်လှုပ်ထားတာတော့မဟုတ်ဘူးဒါတဘာဝတဘာဝမင်းမင်းပဲကန်ဆက်လာတော့ရှေ့ဘဝဘာရေလောက်ခဲ့ဘူးလည်းမသိဘူးအေကန်နာတော့ကောင်းတာတွေလောက်ခဲ့လို့ထင်ပါတယ်ရှေ့ဘဝတော့သူကဆရာဖြစ်ဖို့များတယ်ကျွန်တော်တပည့်ဖြစ်ဖို့များတယ်ဆရာတပည့်နှစ်ယောက် ကြောင်ညာရတော့လဲဟောပြောပြအောင်အမြင်လေးတမျိုးဖြစ်သွားတော့ဆန်းသွားတာပေါ့ဟောဒီကထင်ကြီးနေဆရာနဲ့တော့ကြောင်ညာရိုက်တာပတ်စံတွေအများကြီးရတယ်နှင်းညာကြီးတွေအများကြီးရတာကဲတော့ဒါတွေကလည်းပြောမှာလို့ပေါ်ပင်တွေပဲဘာယုံမီးတွေပဲခဏလေးခဏလေးပဲဟောကြောင်ညာတွေကတော့အများကြီးတော့ရှိတယ်ဒါပေမဲ့နည်းနည်းအလုံးနဲ့တောင်ပိတ်ရအချိန်လေးကိုနည်းနည်းလေးဟောဖြစ်ဟောတောင်ပိတ်ရတဲ့အချိန်တောင်ပိတ်မဲ့အချိန်လေးကိုပဲလက်ခံပေးဖို့အဲ့လိုမျိုးလေးတော့စီစဉ်ထားတယ်နည်းနည်းရက်ကတော့အဲ့ ဟိုမှာမလောက်ခိုင်းကလေးလက်သားကြီးပင်ပန်းနေမှာပေါ့နော်။ကျောင်းညာရိုက်ကူပြီးသွားတော့အခုလက်ရှိဆိုရင်တော့သမီးလေးဆိုရင်56ခုလောက်ရှိဟုတ်။ကျွန်တော်နဲ့သမီးလေးနဲ့ဆိုရင်တော့နှစ်ခု၃ခုလောက်လောက်ရှိဟုတ်။မထင်ခဲ့ပါဘူး။သမီးလေးနဲ့တွေ့ပြီးတော့အဲ့လိုမျိုးတရုပ်ဆောင်ပေးဖို့ကျောင်းညာလေးတွေရိုက်ပေးဖို့အဲ့လိုမျိုးပြောတော့အဲလုပ်ငန်းရှင်တွေကျောင်းညာကျောင်းညာဟိုဟာဖြစ်တဲ့လုပ်ငန်းရှင်တွေကလည်းအဲ့လိုမျိုးဝါစီစဉ်ပေးကြပါတယ်ဟုတ်။